ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အပြင်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1အပိုင်ငယ်29နတ်ဖြန်နေ၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လင်ဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏တိုးတငယ်ကိုကြည်လောသခင်ရှိခိုးတော်ဘုရားဘုရားအဖြစ်ကနေပြီးတော့လူသားအလုံးကိုကယ်ဖို့ရန်အတွက်ဒီလောကကို လူစားတိခံခဲ့တယ် အဲ့ဒီလိုလူစားတိခံတဲ့အချိန်မှာယော်ဒန်မြစ်မှာပါတီဇန်ခံမှုသွားတဲ့ခါမှာပါတီဇန်ဆရာယောဟန်ကယေရှုကိုဘလို့ဖော်ပြလဲဆိုရင်တော့ဤလောကကြီးအပြစ်ကို ဆောင်သွားသောဖရာသခင်ဤတိုးတငယ်လို့ဖော်ပြပါတယ်။တခင်ရှုခွတော်ဖရာဒီလောကကြီးကိုကြွလာရတဲ့အဓိကရည်ရွယ်ချက်ကတခင်ရှုကငကိုတဲကဖရာဖြစ်ပါတယ်။ကပ္ပာကြီးကိုဖန်ဆင်းတဲ့ဖရာလူသားအလုံးကိုဖန်ဆင်းပိုင်တာတဲ့ဖရာဖြစ်ပါတယ်။လူတွေဟာအပြစ်ပြုမိတဲ့ခါမှာ အဲ့ဒီအပြစ်သားကနေဆင်းသက်လာတဲ့လူသားမျိုးဆက်အားလုံးတို့သည်ဟိုးကဘာဦးလူသားရဲ့အပြစ်ကအားလုံးထဲမှာ generation လူသားမျိုးဆက်ထဲမှာဝင်လာတယ်။ဒါကြောင့်မို့လူဟာမွေးတဲ့ကအမေဝမ်းထဲမှာပရိသတ်တွေယူတဲ့ကအပြစ်ဆွဲတယ်။အဲ့ဒီအပြစ်ရှိတဲ့လူကဘလို့မှကောင်းတာကို မလုပ်နိုင်ဘူး။ဘာသာတရားတရားတွေအားလုံးကအင်မတန်မှ ကောင်းပါလေမုံမြတ်ကြတယ်လောဘမကြီးဖို့တုံသင်တယ်ဒေါသမကြီးဖို့တုံသင်တယ်မောဟဆိုတဲ့အမောင်ဖုံးခြင်းတွေမရှိဖို့အတ္တမကြီးဖို့တဏှာဆိုတဲ့ဆွဲလန်းခြင်းတွေမရှိဖို့တုံသင်တယ်အင်းမဓမ္မကောင်းပါလေဒါပေမဲ့လောဘမကြီးရဘူးဆိုတဲ့တရားကိုမကြားခင်တည်းကလူရဲ့အထဲထဲမှာလောဘကရှိနေပြီသားဒေါသမကြီးရဘူးဆိုတဲ့တရားကိုမကြားခင်တည်းကလူရဲ့အထဲထဲမှာဒေါသကရှိနေပြီးသားဖြစ်ပါတ လူရဲ့အထဲထဲမှာအတ္တတွေမာမာနတွေတကူစာကြည်တတ်မှုတွေ ਨੇ လူကမွေးဖွားလာတာဖြစ်ပါတယ်။ဒါကြောင့်မို့ဘယ်ဘာသာဝင်ဘယ်လူမျိုးဘယ်အဆင့်တန်းဖြစ်ပါစေလူရဲ့အထဲထဲမှာအဲ့ဒီအဖြစ်တရားကမွေးရပါပါလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လူကဘလို့မှကောင်းတာကိုမလုံနိုင်ဘူး။ဒါကိုသိတဲ့အခါမှာသခင်ရှုခွတ်တော်ဘုရားကလောကကြီးကိုဖျားအဖြစ်ကနေဆင်းကြွလာခဲ့တယ်။လူသားအလုံးမလွန်ဆန်းမအောင်မြင်နိုင်တဲ့လူသားအလုံးမလွတ်မြောက်နိုင်တဲ့အဲ့ဒီအဖြစ်တရားအတွက် လဝါကတိုင်မှာအသေးခံခြင်းနီလန်အဖြစ်အဲ့ဒီအဖြစ်တွေကိုသူယူဆောင်ပြီးတော့ဖေရှားပေးလိုက်တယ်။ဟိုးကဘာဦးကစပြီးတော့နောက်မွေးလာမဲ့ကလေးတွေအားလုံးထိလူသားမျိုးဆက်တလောကလုံးရဲ့အဖြစ်ကိုသူ့ပေါ်မှာတင်ပြီးတော့သူကအသေးခံခဲ့တယ်။အသေးခံပြီးမပြီးသွားဘူး။သင်းချိုတဲ့၃ရက်မြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်တယ်။တပည့်တော်ရင်းနဲ့ရက်ပေါင်း၄၀နေပြီးတော့ကောင်းကင်ကိုအရှင်လက်လက်တက်ကြွသွားခဲ့တယ်။ဒါကြောင့်မို့သခင်ရှုခွတ်တော်ဖခင်က လူသားတွေမလွန်ဆန်မအောင်မြင်နိုင်တဲ့အဖြစ်ကိုသူ့ပုံမှာဆောင်ရွက်ပြီးတော့သူ့ပုံမှာတင်ပြီးတော့သူဟာကိုစားအသေးခံခဲ့တယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ဒီအဖြစ်ကင်းရသောအခွင့်အဖြစ်ကနေလွတ်မြောက်ပြီးတော့အပင်ငယ်ကိုသွားစီရမလို့ပဲနဲ့သာရဒုက္ခချမ်းသာကိုဝင်စားဖို့အခွင့်ရရှိနေပါတယ်။ဒါကြောင့်မို့ဤလောကဤအဖြစ်ကိုဆောင်သွားသောဘုရားသခင်ရဲ့တိုးတငယ်လို့ပြောရတဲ့ကြောင့်တလောကလုံးရဲ့အဖြစ်ကိုသခင်ရှုကဆောင်သွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့သခင်ရှုလဝါကတိုင်မှာအသေးခံတာဘာသာတစ်ခုတော့မဟုတ်ပါဘူးလူမျိုးတစ်ခုတော့မဟုတ်ပါဘူးအဆင့်တန်းတစ်ခုတော့မဟုတ်ပါဘူးလူတိုင်းတော့ဖြစ်တယ်လူတိုင်းလို့ပြောတဲ့ခါမှာမိမိကိုယ်ကိုအကျင့်သီလတွေကောင်းမှုကုသိုလ်တွေနော်မိမိရဲ့တရားတွေကိုမိမိနဲ့ဆိုင်တဲ့တရားတွေကိုလိုက်လျှောက်နိုင်တယ်လို့ထင်တဲ့လူတွေအတွက်ပါတယ်လို့မလိုက်လျှောက်နိုင်တဲ့လူတွေအတွက်လည်းပါပါတယ်ဒီနေ့ပါတာတရားတိုင်းကကောင်းတာလို့ဖို့တွန့်တယ်ပါတယ် ဒါပေမဲ့ပြဿနာကလူဟာကောင်းတာလုံနိုင်တယ်ထင်တာတကယ်တော့မလုံနိုင်ဘူးလုံနိုင်တယ်ထင်တဲ့လူတွေအတွက်လည်းယေရှုခရစ်တော်ပြလက်ဝါးကလိုက်မှာအသိခံတယ်မလုံနိုင်တဲ့သူတွေအတွက်လည်းပါပါတယ်မလုံနိုင်တဲ့သူတွေဆိုတာကမွေးရပါညံရီမတန်ဆွမ်းတဲ့သူတွေပေါ့မွေးရပါစိတ်ချမ်းမာရေးချို့ရင်းသွားတဲ့သူတွေပေါ့သူတို့ဟာကောင်းတာကိုလှုပ်ပါလို့သူတို့ကိုဘလောက်ပဲပြောပြောသူတို့ဘလို့လို့လုံနိုင်ပါတော့မလဲအဲ့ဒါထပ်ပို့ဆိုတာတော့မွေးကင်းစားမှာတည်သွားတဲ့ကလေးတွေ အမေးပိုက်ထဲမှာတည်သွားတဲ့ကလေးတွေသူတို့တော့ကတော့မတက်နိုင်ဘူးလေသူတို့မှမလုံနိုင်တာမလုံနိုင်တဲ့အတွက်ကြောင့်ငရဲပဲသူတို့ကောင်းတာလုံနိုင်မှာပဲကောင်းတာရောက်မယ်ဆိုရင်သွားပြီပေါ့နှမျောစရာကြီးကိုယ့်ရဲ့မိသားစုဝင်တွေထဲမှာညံ့ရင်မတန်ဆွမ်းတဲ့သူပါခဲ့ရင်ကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းထဲမှာစိတ်ချမ်းသာကြီးချိုးတဲ့သူပါခဲ့ရင်သူတို့ကတော့မတက်နိုင်ဘူးငရဲပဲဆိုရင်ဘယ်တရားပါမလဲကျွန်တော်တို့ကိုယ်တိုင်လောကကြီးမှာမွေးလာပြီးတော့ ညာရင်မတန်ဆွမ်းတဲ့သူဖြစ်ခင်ကျွန်တော်တို့ကိုယ်တိုင်စိတ်ကြမ်းမာကြီးချုံရင်းတဲ့သူဖြစ်ခင်သွားပြီပေါ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာကမွေးကလေးကဆုံရှုံချင်းပဲပေါ့ဒါကြောင့်ချစ်တော်စီတိုင်းကိုကိုကိုကျင့်နိုင်တယ်ကျင့်နိုင်တယ်လို့ထင်တဲ့သူတွေအတွက်ကောဘလို့မှကောင်းတာကိုမလုံနိုင်ဘူးအလူငွေမထဲနိုင်ဘူးကျန်းစာမဖတ်နိုင်ဘူးစုမတောင်းနိုင်ဘူးဖခင်ကြောင့်မတတ်နိုင်ဘူးအဲဒီလိုလူတွေအတွက်ကောသခင်ရှုခွတ်တော်ဘုရားကလော်ဝါကတိုင်းမှာအသိခံခဲ့တာဖြစ်ပါတယ် ကျွန်တော်တို့လည်းကျန်းစာဖတ်လို့ဆူတောင်းလို့အလူငွေထဲလို့ကောင်းတာတွေကျင့်နိုင်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ပါဘူးအပြစ်ကင်းတာမဟုတ်ပါဘူးဘသူမဆိုမွေးကလေးကအပြစ်နဲ့မွေးလာတာဖြစ်ပါလေဒါကြောင့်မို့သခင်ရှုခွတ်တော်ဘုရားသည်ကျင့်နိုင်တယ်လို့ထင်နေတဲ့သူတွေအတွက်ကောဘလို့မှမကျင့်နိုင်တော့ဘူးအဖြေမရှိတဲ့သူတွေအတွက်ကောလဝါကတိုင်မှာကိုစားအသိခံပေးခဲ့တာဖြစ်တယ်ဒါကြောင့်မို့ကျန်းစာကပြောတယ် ဤလောကဤအပြစ်ကိုဆောင်းသွသောဖရာသခင်တိုးတငယ်တလောကလုံးရဲ့အပြစ်ကို သခင်ရှုဆောင်းသွခဲ့တယ်ဟိုးကဘာဦးကလူတွေအတွက်ကောပါတယ်သခင်ရှုလက်ထက်မှာ အသက်ရှင်နေတဲ့သူတွေအတွက်လည်းပါတယ်နောက်မွေးလာမယ့်ကလေးတွေအတွက်လည်းပါပါတယ်ဒါကြောင့်မို့သင်ဟာသခင်ရှုကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေသင်အပြစ်အတွက်တော့သခင်ရှုကလက်ဝါးကတိုင်းမှာအသေးခံခြင်းအားဖြင့်ဖယ်ရှားပြီးသွားပြီဒါဟာတည်ငောင်းဖြစ်ပါတယ်သင်မလုံနိုင်တဲ့အရာတွေသခင်ရှုလုံပေးခဲ့ပြီးသွားပြီ ။ညံရီမတန်ဆွမ်းတဲ့သူတွေတွက်လက်ပါတယ်။စိတ်ကျန်းမာရေးချိုရင်းတဲ့သူတွေတွက်လက်ပါတယ်။မွေးကင်းစားမှာတည်သွားတဲ့ကလေးတွေတွက်လက်ပါပါတယ်။ဒါဆိုရင်သူတို့ကသခင်ရှုအကြောင်းကိုဘလို့သိနိုင်မလဲ။ဘလို့ယုံနိုင်မလဲ။အဲ့ဒီလူတွေအတွက်တော့ခြွင်းချက်ဖရာသခင်ကပြင်ဆင်ထားပါတယ်။တမန်ကျမ်းစာတစ်ပိုက်မှာဝိညာဉ်အပေါင်းကိုငါပိုင်တယ်။အဖရဲ့ဝိညာဉ်ကိုငါပိုင်လို့သားရဲ့ဝိညာဉ်ကိုလည်းငါပိုင်တယ်။ပြင်းမာသောဝိညာဉ်ကတော့တဲ့အသက်သေရမယ်ဆိုပြီးတော့ယေဇကြည်လာ အနာဂတ်ကြံအခန်းကြီး18အပိုင်ငယ်၄မှာဖော်ပြထားပါတယ်။ဒါကြောင့်မို့မွေးကင်းဆောင်မှာတည်သွားတဲ့ကလေးရဲ့ဝိညာဉ်ကိုလည်းဖျားပိုင်နေ။အမေးပိုက်ထွဲမှာတည်သွားတဲ့ကလေးရဲ့ဝိညာဉ်ကိုလည်းဖျားပိုင်နေ။ဉာဏ်ရည်မတန်ဆွမ်းတဲ့သူရဲ့အထဲမှာရှိတဲ့ဝိညာဉ်ကိုလည်းဖျားပိုင်နေ။စိတ်ကြမ်းမာရေးချုပ်ယူနေတဲ့သူရဲ့အထဲမှာရှိတဲ့ဝိညာဉ်ကိုလည်းဖျားပိုင်နေ။ကျွန်တော်တို့လိုသာမန်ဉာဏ်ရည်တန်ဆွမ်းနေစိတ်ကြမ်းမာရေးလည်းကောင်းပေါ်နေကိုကိုကိုကျင့်နိုင်တယ်လို့ထင်တဲ့သူတွေအတွက်လည်းပါပါတယ်။တကယ်တော့လူသားအလုံးဟာအပြစ်ထဲမှာမွေးရပါ လောဘဒေါသမောဟနဲ့မွေးလာတာဖြစ်ပါတယ်။ဘလို့မှကျွန်တော်တို့ကိုယ့်ကိုယ်ကိုမကယ်တင်နိုင်အောင်ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားသည်ကျွန်တော်တို့အဖြစ်ကိုစားလောဘကတိုင်မှာကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုကယ်တင်နိုင်မှကိုယ့်ကိုယ်ကိုကောင်းအောင်လုပ်နိုင်မှကောင်းတဲ့နေရာရောက်မယ်ဆိုရင်တော့အဲ့ဒီညာရင်မတန်ဆွမ်းတဲ့သူစိတ်ချမ်းမာကြီးချွေနေတဲ့သူတွေတော်တော်သွားပြီအပယ်ငရဲပဲ။ဒါကြောင့်မို့ကျွန်တော်တို့ကိုစားအပြစ်တို့လောဝကတိုင်းမှာအသေးခံပေးတဲ့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်ခြင်းအပြင်သာရဒုက္ခချမ်းသာကိုဝင်စားဖို့အခွင့်အရေးရှိနေပါတ အဲဒီကောင်းကင်နိုင်ငံမှာမျက်စိကန်းတဲ့သူမရှိတော့ဘူးနားမကြားတဲ့သူမရှိတော့ဘူးညာရင်မတန်ဆွမ်းတဲ့သူမရှိတော့ဘူးအဲဒီကောင်းကင်နိုင်ငံမှာချုပ်ရင်းချက်တွေစိတ်ချမ်းသာကြီးချုပ်ရင်းတဲ့သူတွေမရှိတော့ဘူးကိုယ်လည်းငါမတန်ဆွမ်းတဲ့သူတွေမရှိတော့ဒီလောကမှာတော့အနိုင်မြင့်နေဆင်းရဲချမ်းသာတွေမတရားမှုတွေမပြည့်စုံမှုတွေရှိနေမှာပါကောင်းကင်နိုင်ငံမှာအားလုံးပြည့်စုံသွားပြီ။အိုခြင်းနာခြင်းသိခြင်းကင်းတဲ့ဆင်းရဲဒုက္ခကင်းတဲ့ခါရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါတယ် ဒါကြောင့်ချစ်တော်စီတိုင်းသခင်ရှုခတ်တော်ဖျားသည်လူသားအားလုံးကိုချစ်တဲ့ဖျားဖြစ်ပါတယ်လူသားအားလုံးကိုကယ်တဲ့ဖျားဖြစ်ပါတယ်တရားတွေကိုကျင့်နိုင်တယ်ကောင်းတာတွေကိုလုပ်နိုင်တယ်လို့ထင်တဲ့သူတွေအတွက်ပဲကယ်တင်တဲ့သူမဟုတ်ပါဘူးဘလို့မှကောင်းတာကိုမလုပ်နိုင်တဲ့သူတွေအတွက်လည်းကယ်တင်ပေးတယ်ယေရှုခရစ်တော်ဖျားဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုခတ်တော်ဖျားလက်ဝါးကတိုင်မှာကျွန်တော်တို့အဖြစ်အတွက်အသိခံပေးခြင်း သုံးရမြောက်သောနေ့မှာရှင်မြတ်ထမြောက်ပေးခြင်းကိုယုံကြည်လက်ခံမယ်ဆိုရင်ကျွန်တော်တို့ဟာသေလွန်တော်လဲအသက်ရှင်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားမယ်ဆိုတဲ့အကြောင်းကိုဝေငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ